မေတ္တာအစွမ်းမေတ္တာရဲ့ကြီးမားပုံမေတ္တာရဲ့ဒုံတင်ကျေပြတ်ပုံအဲ့ဒါလေးတွေကိုပြောပြရမှာအာတချို့တချို့တရားတွေကမမြင်နိုင်တဲ့အရာတွေဘုရားကြီးရှိတယ်အာ မေတ္တာအကြောင်းမပြောခဲ့မှာလူတွေကမိုးလင်းလို့ရှိရင်လည်းမေတ္တာပို့ကြတယ်၃၂ဉာဏ်ရအားလုံးကျမ်းမာမေတ္တာတွေကတကယ်စွမ်းအားကြီးတယ်ဒါပဲမေတ္တာရဲ့စွမ်းအားကြီးတဲ့လူတွေကတစ်ခါလေကြာရင်မေတ္တာမထားတတ်ကြဘူးတစ်ခါလေကြာရင်ဘာမဟုတ်တဲ့ကိစ္စနဲ့လည်းမေတ္တာမထားနိုင်ဘူး တောမဟိုင်း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 တဲ့အဲ့တော့မေတ္တာမထားနဲ့လည်းအကြောင်းရင်းပြန်လေးလာလို့ရှိရင်အဲ့ဒီလူတွေကလေကြရင်ကိုချစ်တဲ့လူမှမေတ္တာထားတာကိုမိသားစုမှမေတ္တာထားတာကိုပတ်ဝန်းကျင်မှမေတ္တာထားတာကိုမျက်နှာတဲ့လူကိုမှမေတ္တာထားတာကိုတန်ရုံးစဉ်ရှိတဲ့လူကိုကြည်ရတဲ့လူမှမေတ္တာထားတာ ိုမုံတဲ့လူကိုမုံတဲ့တရိစ္ာကိုတန်ရောစင်မရှိတဲ့ຢာဆိုရင်မေတ္တာပထားကြအောင်ဒါတွေကလူတဘာဝရဲ့လူလောကရဲ့လူထုံစံပဲအဲတော့မေတ္တာကိုဘလို့ထားနေကြလဲဆိုခုနကျွန်တော်ပြောသလိုပဲကိုနဲ့အစဉ်ပြေလို့ပနာတဲ့တဲ့လူတွေစင်တော့မေတ္တာထားကြတယ် ကိုနဲ့အဆင်မပြေဘူးပနာမတဲ့တဲ့လူစင်တော့မေတ္တာမထားအောင်အာကိုနဲ့အဆင်ပြေတဲ့လူစင်နေဖင်လှန့်နေပါစေမေတ္တာမပြတ်ဘူးကိုနဲ့အဆင်မပြေဘူးအပမတဲ့ဘူးကိုလိုတာမပေးနိုင်ဘူးမဖြည့်စည်နိုင်ဘူးသူ့ကိုလုံးဝကြည်စားလို့မရနိုင်ပါစေသူကိုပေါ်ဘလောက်ကောင်းကောင်းပတ်ဝန်းကျင်မှာသူဘလောက်ကောင်းကောင်းကျောင်းကဖရာဘလောက်လူကိုနဲ့မြင်မတော်တဲ့လူတော်တဲ့ဆရာပါအဲ့တော့တကယ်တကယ်ဆရာကြီးတွေက ကြော်သားပါတောင်းမှတ်ပါတယ်နော်ဥမာသူကဘာမှုလို့ဘာညာတာရကာလေးတွေပြောနေမယ်ဆိုရင်အဲ့ဒီတကယ့်ဆရာကြီးပညာရှင်ကြီးတွေကြော်သားပြီးပါကျွန်တော်ရလာရှု နော်ကျွန်တော်ကတော့ကိုယ်တိုင်တွေ့ကြတဲ့ဖြစ်ရက်လေးတွေပြောတဲ့တဥ္စာပထမအမြဲတမ်းပြောနေကြမြည်စည်းနဂရောမမတိုက်ခိုက်ပါမြည်စည်းဘီရင်ဆရာမလည်းမတိုက်ခိုက်ပါမြည်စည်းဂိုင်းကနာဆရာကူမလည်းမတိုက်ခိုက်ပါပြီးလို့ရှိရင်မြည်စည်းဂိုင်းဝါရကူမလည်းမတိုက်ခိုက်ဘူးအဲ့ဒါကျွန်တော်ပြောရှင်တဲ့ညာကကျွန်တော်ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ တိုက်ပူနေတဲ့ကလေးမတရားရဲ့အကြောင်းကိုပြောပြပေးမယ်။သူ့ကိုယ်သူတိုက်ဆက်ပူနေတဲ့တိုက်ဆဲပူနေတဲ့ကလေးမကိုဘယ်ဆရာတော်ကဘလို့အစွမ်းအားနဲ့ဘလို့ပညာမျိုးနဲ့ဘလို့ကုတ်ခဲ့လဲဘလို့မြတ်တာပို့ခဲ့လဲဆိုတာကိုဒီနေ့ပြောပြပေးမယ်။လူတွေကတဲ့ချက်ဂုဏမြတ်တာတရားအကြောင်းပြောတဲ့နှိချက်လူတွေမှာကတိုက်ဆက်ပဋ္ဌာန်းဆက်လို့ပြောရင် တာယုံကြတာဘဒုဘဒုပဲပြောနေကိုတိုက်ဆက်လို့ပြောရင်ယုံတဲ့လူကနေ80ရာခိုင်နှုန်းတိုက်ဆက်လို့ပြောပြီးဘုကလတိုက်လို့မယုံတဲ့လူက20ရာခိုင်နှုန်းလောက်ပဲရှိတယ်အဲ့တော့သူကိုယ်တိုင်ကအမြဲတမ်းပဲတိုက်ဆက်သူ့ကိုယ်တိုက်ဆက်လို့သူထင်မှတ်နေတယ်သူကတနေ့တစ်ချိန်ဆိုရင်လည်းပွဲပေးနေကြပုဂ္ဂိုလ်ပွဲပေးနေကြလူသူ့ရဲ့ပုဂ္ဂိုလ်တွေကပွဲပေးမှကြိုက်တယ် ဘာပြီးမဲ့ကြိုက်ဒါကသူ့ရဲ့အပိုင်းဆိုင်ရာပေါ့ကိုလို့တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်စီရောက်လာတယ်ဒီနေ့တဲ့သူတို့အဆင်မပြေကြဘူးပေါ့ဟုတ်ဆရာဆက်မပြောပြပါလားနားထောင်ချင်လို့တဲ့ဟိုအကမ်းမဲ့ကြည့်တော့လေဥနှလုံးပြေချုံမဲ့အေးပြုံနဲ့ချစ်စရာလေးနော်သူကိုယ်တိုင်ကအဲ့ရောက်လာတယ်အဲ့ရောက်လက်ခံကြတော့တဲ့အာတားရဲတဲ့ တိုင်ရတဲ့အကူညီပါအောင်နဲ့အန်တီတမီကအတိုက်ဆက်တဲ့တိုက်ပွဲတွေလည်းအမြဲတမ်းဆက်နေတယ်တနည်းတစ်ချိန်မှာဆက်ရရင်စိတ်တွေကဖြစ်နေတယ်လို့မအိုက်တည်ဘူးလိုက်လွှေ့တာအခုပဲအိမ်ရလို့အိမ်ရလို့အဲ့ဒါလေအော်ပရိသတ်တွေပြောထားတယ်နင်လိုက်လွှေ့မစိုးလွှေ့လေငါတို့ကြည့်မစအဲ့ကတဖက်ကပင်ကိုတဖက်က YouTube တဖက်ကဖွေဖို့အဲ့လိုလွှေ့တာနားမပြောမလို့နော် အဲ့စသစ်ဆိုအိုက်ပြီအဲ့တဲ့သူကအိမ်လာတဲ့ခါကျတော့သူ့သူမီကိုကူညီပါပေါ့နော်နှစ်တိုင်းပွဲတွေဆက်နေတယ်တိုက်ပွဲတွေပြီးနေရတယ်ပေါ့တနေ့တစ်ချိန်အုံးမပြောတွေပြီးနေတယ်ဒါမဲ့မပေးလို့ရှိရင်လေသူတို့တွေကဟုတ်တယ်နော်စကားမဖြတ်နဲ့လေသူ့သူမီကတိုက်ပွဲမပေးရလို့ရှိရင်နဲ့နေမကောင်းဖြစ်လာတယ်ဘာညာပေါ့ဒါဆိုရင်အန်တီသူမီရဲ့တပ်ဘလောက်လဲ အော်ဒီနေ့အသက်20နဲ့ခုနှစ်ဆိုတော့မသိဘူးလို့ပြောလိုက်တယ်။ဘာကြောင့်လဲ။အဒီနေ့ကားတဲ့ပတ်စံမပြေတယ်လို့တိုက်ပွဲတစ်လုံးကိုလည်းတချို့ဆရာတွေကဘဒုမှမပြောဘူးနော်။ဘယ်ဘယ်ဆရာမှမတိုက်ခိုက်ဘူးပြပြောတယ်။တချို့ဆရာတွေက9သိန်း8သိန်းတချို့ဆရာတွေ3ငန်းနဲ့ယူတဲ့အခါကျတော့အန်ဒီသမီးတိုက်ဆက်ဆိုရင်လို့အန်ဒီပွဲမပြင်းနေတော့အန်ဒီသမီးကိုတိုက်ဆက်ဆိုပွဲမပြင်းနေတော့အော်ရလို့လားကိုထွေးရရတော့ပေါ့ ကျွန်တော်အာမန်ခန့်တယ်မနေ့ပြန်ကြရင်အန်ဒီနိုင်တလောက်စန်တအိဖြစ်ဖြစ်စီဖြစ်ဖြစ်အန်ဒီနိုင်တဲ့အရာကိုယူလာခဲ့ယူလာခဲ့ပြီးရင်ကျွန်တော်ကိုရိုင်းဖုံးကြီးချောင်းပို့ပေးမယ်အဲ့ဒီအန်ဒီလူတဲ့စန်စီစားစေးဒီဒီတိုင်းနဲ့ရှင်အတွက်ဖြစ်ရမယ်သူ့ကိုရည်စူးပြီးမှလှူဘာဖြစ်လဲတိုင်းနဲ့ရှင်ဒီကိုယ်တိုင်ကိုကဈေးထောက်ဝယ်ပြီးတော့စံစီစားစီထောက်ဝယ်လို့မရအောင် ထောက်ဝယ်လို့မရလဲကျွန်တော်တို့ကိုယ်တိုင်ကစမ်းစီစားစေးတွေဝယ်ပြီးတကယ်လို့အတက်ဖုံးကြီးချောင်းပို့လိုက်တယ်။ဟိုဂရိတ်ကြီးဖုံးကြီးချောင်းတွေကိုလူတဲ့ပစ္စည်းတွေကိုဂျောင်းထိုးထားမဲ့ဖုံးကြီးချောင်းတွေမှာကျွန်တော်တို့ကမလူဘူးအခုလိုပြောတော့တဲ့ရှိတဲ့ တန်ဃာတွေဆရာတော်တွေကိုစော့ကားတာမဟုတ်ဘူးတကယ်လို့အပ်တဲ့ကြောင်းတွေတချို့စီကျွန်တော်တို့စီတပုံလေးလှူလိုက်ရင်ချက်ချင်းတုံးပြီးတယ်ချက်ချင်းကျိုးပြုတ်တယ်ဒါဆိုရင်ဒီစီကိုလှူလိုက်တဲ့လူရောဒီစီတက်လှူလိုက်တဲ့တိုက်ဆက်ပဋ္ဌာန်းဆက်တွေကုလို့ရတယ်ဒီလိုပြောချင်တာနော်တချို့ဆိုရင်ကျွန်တော်တို့တက်လှူလိုက်တယ်ကျွန်တော်တို့လှူလိုက်တဲ့ဒီအရာတွေကိုကြောင်ထိုးထားမယ်ဆိုရောကျွန်တော်တို့တိုက်ဆက်ပဋ္ဌာန်းဆက်တွေကချက်ချင်းကုတို့မရဒါကျွန်တော်အမြင် ကျန်တဲ့ဆရာတွေရဲ့အမြင်တော့ကျွန်တော်မသိဘူးအဲ့တော့အင်္ဂလာတဲ့သူ့မိရဲ့သူ့အဖွားရဲ့အိမ်လာတဲ့အခါကျတော့ကျွန်တော်ဦးတိုင်းကဘာလုပ်လဲဆိုရင်ဘုံကြီးချောင်းခေါ်ပေးတယ်ဘုံချောင်းခေါ်ပေးတယ်ဆိုတော့ဘုံချောင်းခေါ်ပေးတယ်ဘုံချောင်းခေါ်ပေးတဲ့အခါကျတော့ဘုံကြီးချောင်းမှာကျွန်တော်တို့ကဘာလုပ်လဲဆိုရင်ဆရာတော်ဖရာသူ့ရဲ့ပဋ္ဌာန်းဆက်အတွက်ဒီလူတွေကလာလှူခြင်းနဲ့ဒါဆရာတော်ကိုယ်တိုင်ကအလှူလက်ခံပြီးတော့အမျှပေးဝေပေးပါ ။အော်ဆရာတော်ကသူလက်ခံပြီးကဲကဲအမြတွေဘာတွေဝေတဲ့ခါကျတော့30ဖုံချင်းနဲ့ဂုံတော်အဲ့ဒီကနေစပြီးသူ့ရဲ့တိုက်ဆက်ပဋ္ဌာန်းဆက်တွေကိုဆွေတော်အပေါင်းမျိုးတော်အပေါင်းကိုဆွေတော်အပေါင်းမျိုးတော်အပေါင်းကိုသူကအမြန်းဝေတယ်အမြန်းဝေတဲ့အခါကျတော့သူတို့ကိုယ်တိုင်လည်းအမြတ်သာသူခေါ်ရတယ် ရေဆက်ချရတယ်အေးစစ်စစ်ရေကြားလေးနဲ့ရေဆက်ချရတယ်ဆိုဒါဆိုလာလူတဲ့ကာယကံရှင်ကလည်းသူပြောသလိုတဖက်မှာရှိတဲ့တိုက်ကလည်းဒီစံစီစားစေးကိုတကယ်သုံးပြီးတကယ်ချက်ပြီမယ်ဆိုရင်သူတို့တော့လည်းပို့မြတ်ရတယ်ဒါကတနည်းနောက်တယောက်ကျတော့ဘလူနီးနဲ့အဲ့ဒီကနေစပြီးတော့ तू ကဘာဖြစ်လို့စဉ်နှစ်တိုင်းအုံးငပြောကိုမဆက်တော့ဘဲနဲ့သူတို့ကိုယ်တိုင်တရားရှိတဲ့ချက်ရောက်လို့ရှိရင် နှစ်နမဆောက်ပဲနဲ့နှစ်တက်ရာဘုံကြီးချောင်းနေဒီလရှင်နေမရှိတဲ့နေရာမှာတကယ်တကယ်အလှူဒန်းလောက်လိုက်တယ်ဥပါဒခါလေးကြာရင်ဒီမရှိတဲ့ကလေးတငယ်တွေကိုကျွေးမှုလှူဒန်းတာလေဒါလည်းလောက်ပြီးတော့မျှဝေတာပဲဘာဖြစ်လဲတိုက်ဆိုတဲ့အရာက အုံးမပြောဆက်နေမှတိုက်ကကိုယ့်ကိုအကျိုးပြုတာမဟုတ်ဘူးကိုယ်ကိုယ်တိုင်ကကောင်းမှုလုပ်ပြီးနေရင်သူတို့ကအမျှရလို့ရှိရင်သူတို့ဒီကိုယ်လည်း သူတို့အမြဝေရင်မေတ္တာပို့ရင်သူတို့ဘုံလူကိုတတ်မှကိုယ်မှစလို့ရမယ်ဒါကပထမတိုက်ပူတိုက်ယူတဲ့လူတရားနောက်တစ်ပါးကျတော့အော်နောက်တစ်ယောက်ကျတော့သူကိုယ်တိုင်ကစုံးနေဘာတွေညာတွေဖန်းစားတယ်သူ့ကိုယ်သူစုံးဖန်းစားတယ်တရေဖန်းစားတယ်စိတ်ထဲမှာစွဲနေတယ် ဒါကိုကုညီလာတောင်းတဲ့ခါကျတော့အဲ့ဒီနေ့တုန်းကကျွန်တော်တို့ကလည်းဝင်းဆိုင်ဆရာတော်ကြီးကတက်ရှိထင်ရှားရှိနေတယ်ဝင်းဆိုင်ဆရာတော်ကြီးတက်ရှိထင်ရှားရှိတဲ့ချိန်မှာကျွန်တော်တို့ကလည်းဆရာတော်ကြီးကိုတဖူမနေနဲ့တိုက်ဆိုင်တယ်ကဲအမမနေ့ပြန်ကြရင်အမရဲ့အိမ်ကခလီကိုခေါ်ခဲ့ကျွန်တော်လည်းပြန်ကြရင်ဝင်းဆိုင်ဆရာတော်ကြီးကိုတဖူမဲဆရာတော်ကြီးရှိတာနဲ့အမတို့ကိုကံကောင်းလို့ရှိနေဆရာတော်ကြီးနဲ့ သူခွေရမှာပေါ့တကယ်လည်းသွားပါတယ်ဝင်းဆိုင်ဆရာတော်ဆီရတော်ဆရာတော်ကြီးကိုကျော်ဥခိုက်တယ်ရှစ်ခိုးတယ်ဆရာတော်ပြောစဆုံးမတာနားထောင်ပြီးတော့ဆရာတော်ကိုကြိုးကြံပြီးပြောတယ်ဆရာတော်ခလီမလေးရဲ့ဒီလိုဒီလိုဆိုဆရာတော်ကဩလာကောင်းတစ်ချက်ပဲပုတ်ပြလိုက်တယ်သူ့ကိုဖန်ဆာနေတဲ့စုံသူဖြစ်တဲ့ယောဂကလေယူပြစ်တယ်လို့စိတ်အေးချမ်းသွားတယ်တဲ့အဲ့ဒါဆရာတော်ကြီးတစ်ခွတ်တိုက်လိုက်ပြီးသွားတယ်နောင်နောင် သူအဲရောက်တော့အဲ့ဒီသူ့ကိုစုံဖန်းစားတာဒီတရေဖန်းစားတာဒီလုံးဝမဖြစ်တော့ဘူးဒါကဘာဝအကျိုးချောင်းပြုလဲဆိုရင်တည့်ချက်ဘာကြောင့်လဲဆိုရင်စိတ်စိတ်ခုကဘာလဲဆိုရင်သူကိုယ်တိုင်ကသူစိတ်ထဲမှာစုံဖန်းစားလို့တရေဖန်းစားလို့သူဖြစ်နေတဲ့ຢာဒီဆရာတော်ကြီးရဲ့လက်နဲ့ထိတဲ့ခါကျတော့ အော်ငါယောဂပြသွားပြီဆိုတော့စိတ်တစ်ခုနဲ့သူ့ရဲ့စိတ်ခံစားချက်မှာကောကစုံဒီချက်ချင်းသူ့ကိုပဖန်စားနိုင်တဲ့စိတ်ဝင်သွားတာနောက်တစ်ခုကဝင်းဆိုင်ဆရာတော်တို့တာမညာဆရာတော်ဂျီဒီဝင်းဆိုင်ဆရာတော်ဂျီဒီကောကပုံရှိမှရှိတယ်မြင်းနှကောင်မြင်းနှကောင်ရှိမှရှိတယ်ရီဒကွန်တော်ရဆရာတော်ဂျီတို့နောက်ပြီးကျော်တို့မုံမီနဲ့တန်ပြဇက်မြို့မြတ်တိုင်ချာမှရှိတဲ့ဦးကောနောက်ပြီးတော့ဒီ တမ်ဇန်မြို့မှာရှိတဲ့အောင်တိုက်တိဆရာတော်ကြီးဒီဆရာတော်ကြီးတွေကနောက်ပြီးချက်တီဆောင်ဆရာတော်ကြီးเนาะဒီတာမုဒ္ဓမတောင်ထိုင်မှာရှိတဲ့အောင်တိုက်တိဆရာတော်ကြီးဒီဆရာတော်ကြီးတွေကတရှိထင်ရှားရှိတုံးမှာဆိုရင်သူတို့ရဲ့မေတ္တာစွမ်းအားပဒီစွမ်းအား တီလာတွေရဲ့ကောင်းကျိုးပြီးရင်သူတို့ကိုဆောက်ရှောက်တဲ့တောဆောင်နဲ့တောင်ဆောင်နဲ့တွေသူတို့ရဲ့ပဋ္ဌာန်းဆက်တွေသူတို့ရဲ့တိုက်ဆက်တွေကတကယ်ကောင်းလို့ဆရာတော်ကြီးတွေကမေတ္တာစွမ်းအားရှိလို့ဆရာတော်ကြီးတွေခေါင်းနဲ့ပုတ်လိုက်တဲ့အရာမှာပျောက်သွားတဲ့ဆိုတာကဥပမာပြောပြမယ်ကျွန်တော်တို့တခါလေကြာရင်တိုက်ကုတယ်ယောဂကုတယ်ပျောဂကုတယ်ဆိုတာကိုနိုင်တဲ့အခါကျရင်ဒီတိုက်တဲ့ပျောဂတွေနဲ့ပြတ်တယ်ကိုကမနိုင်ဘူး ကိုကသူငယ်တန်းဒါမဲ့ကိုကသူငယ်တန်းအစ်စ်နဲ့ဆရာဖြစ်တယ်တဖက်ကတိုက်ကအင်အားကြီးပြီးဆယ်တန်းလောက်နဲ့ဆိုရင်ကိုကိုတိုင်ကသူငယ်တန်းဖြစ်တဲ့ဆရာဖြစ်တဲ့ခါဒီဆယ်တန်းကိုမနိုင်ဘူးအဲ့တော့ပြောချင်တာကဒီတမညာဆရာတော်ကြီးဝင်းဆက်ဆရာတော်ကြီးတို့မှာတိလဆွမ်းအားတွေရှိတယ်မေတ္တာဆွမ်းအားတွေရှိတဲ့ခါကျတော့ တကယ်မေတ္တာကြီးမာတဲ့အခါကျတော့စုံဖြစ်ဖြစ်တိုက်ဖြစ်ဖြစ်ဆရာတော်ကြီးစုကိုယ်တိုင်ခေါင်းနဲ့ပုတ်လိုက်လို့ရှိရင်အဲ့ဒီတိုက်ကြီးလည်းညိမ့်တယ်အဲ့ဒီစုံကြီးလည်းညိမ့်တယ်လုံးဝလွတ်ဆင့်သွားလို့ဆိုတာကမေတ္တာဓာတ်မေတ္တာအင်အားကြီးတဲ့လူတွေရဲ့အစွမ်းပကားမေတ္တာအင်အားကြီးတဲ့ဆရာတော်ကြီးတွေရဲ့အစွမ်းပကားဒါကိုယ်တွေးပြောတာနော် အခုလိုပြောတဲ့အတွက်အမြဲတမ်းပြောနေကြစကားဖြစ်တယ်ကျွန်တော်ဆရာကြီးလည်းမဟုတ်ပါလိလကမဟုတ်ဒီလောကကိုလည်းဘာမှမသိပဲနဲ့ကိုယ်တိုင်ကြုံကြည့်ရတဲ့အရာကိုပြောပြတာအဲ့တော့ဘယ်နဲ့ကတော့ဘယ်နဲ့ဆရာမှလည်းမပုတ်ခတ်ဘူးဘဲပေးတဲ့ဆရာဘဲဂိုင်းကနာကိုလည်းမပုတ်ခတ်ဘူးဘဒုကမှလည်းမပုတ်ခတ်ဘူးကျွန်တော်ပြောတဲ့အရာဒီကျွန်တော်ကိုယ်တိုင်ဘဝရဲ့ဖြစ်တမ်းမှုအခုစဉ်38နှစ်ဒီ38နှစ်ဝန်းကျင်မှာကြုံတွေ့ခဲ့ရတဲ့ဒီ ရလောကအကြောင်းဒီဒီတိုက်အကြောင်းဒီအောက်လန်းအကြောင်းဒီကိုကိုတိုင်းနဲ့ဘလို့ခန်းစားခဲ့ရလဲကိုကိုတိုင်းနဲ့လေးလာပြီးတော့ဘလို့တွေပြောဖြစ်ခဲ့လဲအဲ့ဒီအကြောင်းတွေကိုကိုကားပြီးတော့ကျွန်တော်ပြောတာအဲကြောင့်မြည်သူကလည်းတိုက်ခတ်ခြင်းမပြုထားအောင်ဆရာတိုက်ကလာရင်ဘလို့တွေထူးခြားလဲရှင်းဒါဆိုရင် တိုက်ကလာလို့ရှိရင် line ပေါ်မှာရော YouTube ပေါ်မှာရော TikTok ပေါ်မှာရောပြောကြမယ်တိုက်ကလာတော့လူများဒီအလှပကြကြသည်အိမ်တောင်ပြုတ်လို့မရပါဒါရဒအဓိကအဓိကအဓိကအိမ်တောင်ပြုတ်လို့မရဘူးဆိုတာကဒီ line ပေါ်မှာပြောနေကြတော့ကျွန်တော်တို့ကြတော့တိုက်ကနေပဲလာလား ပဋ္ဌာန်းဆက်ကနေပဲလက်လာလူတယောက်ဒီတေယူလို့ရှိရင်လူဘဝပြန်မရောက်ခင်ဇက်ကြာပြီးခဲ့တဲ့အတိတ်ဘဝဒီငရေပြည်အနေလာတာလည်းဖြစ်လိုက်မယ်ခွေးဘဝအနေလာတာလည်းဖြစ်လိုက်မယ်ကြာဘဝအနေလာတာလည်းဖြစ်လိုက်မယ်မိမိချွတ်လို့ရဘဝအနေလာပြီးလူလာဖြစ်တဲ့အတွက်လူဖြစ်ကြတဲ့ကိုကအတိတ်ဘဝတော့ဆက်ခဲ့တဲ့စေတော်မျိုးတော်တွေနဲ့မကင်းဘူးတော့ကျွန်တော်ရဲ့ခံယူချက်ကရှိတယ်အရင်ကဒီတိုက်က ဘလို့တွေထူးခြားလဲဆိုရင်တိုက်ဆက်ပဋ္ဌာန်းဆက်တို့ဒီဒီ line ပေါ်မှာပြောနေကြတက်ရှင်တရမှုကိုနှိတတ်တည်သပင်ဖြတ်လို့မရဘူးနှစ်သုံးပြီးရင်အမွှေးနဲ့တာရမ်းကြိုက်တည်လေးဖရာတရားတအားလုပ်တည်တဲ့ငန်းအိမ်မက်ထမှာမွေတော်လကောင်းအပြင်ထွက်လို့ရှိမွေတော်လကောင်းတွေးတယ်ဒါတွေကအမျိုးမျိုးခံယူချက်ပေါ်ရှိနေတယ်အဓိကအဲ့ဒါတွေစိတ်အဲ့တော့ ကိုကိုတိုင်းတိုက်ကန်းနေလာတာလားဘယ်ကန်းနေလာတာလဲကိုကိုတိုက်လို့ခံယူတာရင်ညဘက်ချိုင်မေတ္တာပို့အမြဝေဒါစီမမိရဲ့တိုက်ကြည့်မမိကိုအကျိုးပြန်ပြုလိုက်မယ်တိုက်ဆိုပြီးတော့စိတ်ထဲမှာထည့်ပြီးတော့တအားကြီးငါတိုက်ဆက်ဆိုပြီးကြောင်းနေဖို့လည်းမလိုဘူးသွေးဝေနေဖို့လည်းမလိုဘူးတိုက်ဆက်ဖြစ်တိုင်းနဲ့ချမ်းသာသလားလို့မြင်မချမ်းသာဘူး တိုက်ဆက်မဟုတ်ပဲနဲ့ရောဘာကြောင့်ချမ်းသာလဲအတိတ်ကကုသိုလ်ကံအကျိုးပေးလို့ရှိရင်ဒီဘဝမှာချမ်းသာဆင်းရဲဒီလာလိမ့်မယ်ရှိလိမ့်မယ်အဲ့တော့တချို့တိုက်တွေကဘာလဲဆင်တကယ်ဒီဖျားတိုက်ရှိတယ်ဒီတချို့စင်အဆောက်အဦဆောက်တဲ့တိုက်ရှိတယ်တချို့စင်ဖျားထီးတော့ဆောက်တဲ့တိုက်ရှိတယ်တချို့စင်အဥ္စဆောက်ရှိတယ်တချို့စင် လူပြောမယ်ဒီမချွတ်မလွတ်ပဲနဲ့အိမ်ရဲ့ပပလက်မှာရှိနေတာလဲတချို့ကတိုက်လို့ပြောနေကြတယ်ပုံမှန်ဒီတိုက်ရဲ့အစုအဝေးအရာအားလုံးဒီနောင်ပွေးတော်မူမဲ့ဖရာရှင်ရဲ့ပစ္စည်းတွေကိုလှူဒန်းဖို့အတွက်စောင့်နေတယ်လို့တချို့ကပြောကြတယ်ဒါမဲ့တချို့ကြတော့တိုက်စုပေမဲ့တချို့တိုက်ကဘုံအားဖြစ်နေနေတယ်တချို့တိုက်ကဘုံအားဖြစ်မြင့်နေအခုတော့တိုက်ဆိုရင်ဘလို့တွေထူးကြလဲအမျိုးမျိုးထွထွေပဲ ဒီနတ်ဆရာတယောက်စီရောက်လို့ဘေးရင်ဆရာတယောက်စီရောက်လို့ရှိရင်တိုက်တွေကအာတိုက်ဆက်ဖြက်လို့မရဘူးတိုက်ပွဲဆက်ရမယ်ကနာပွဲပေးရမယ်အချိန်ညာလို့ကနာပွဲမပေးရင်တိုက်ကနေတို့ပြန်ခေါ်မယ်နေတို့တွေတိတ်လိုက်မယ်နေတို့တွေလောက်ကိုလောက်ပေးရမယ်အဲ့တော့ဒါကတချို့တိုက်ဆရာတွေပြောတဲ့စကားတချို့ကြတော့လေနတ်ကနာပွဲပေးရမယ်ကရရမယ်ခုံရမယ်ပုံမှန်က ကနာဘွဲပေးတဲ့ဆိုတာကအရှင်ကိုတပင်နဲ့ချော့တာဒါမဲ့ကျွန်တော်တို့ခံယူချက်ဒီကျွန်တော်တို့သူနေဆုံးမတဲ့အာကြားတင်ဆရာမြေဆရာကြားဆရာတွေရှိတယ်သူတို့ဘယ်လိုပြောလဲလူတယောက်မှာတဲ့အောင်ဘွဲယူပျော်ဘွဲယူကုဘွဲကိုမယူနဲ့တဲ့ဘာကြောင့်လဲအောင်ဘွဲသူစီးပွားရေးအောင်မြင်လို့သူတိုက်ကပေးလို့ကပျော်ဘွဲသူတိုက်ပျော်လို့စီးပွားရေးအောင်မြင်လို့ကကုဘွဲတချို့က ပတ်စံမရှိနေဘူးတိုက်ပွဲကရမယ်သူလည်းယောဂကုထားတယ်တိုက်ပွဲကရမှာပြမစင်ဒါကသူပတ်စံရှိမှချိချိန်ပြီးကစီခြင်းတယ်ဘယ်တော့မှမစော်ကားတာနော်ထိုင်ကြရင်ဒီကိုယ်ရံတာဖြစ်တော့မှာအဲ့တိုက်ကန်းနေလာတဲ့ဘာထူးကြချက်ရှိလဲဆိုရင်တချို့တွေကအာအဲ့မက်ထဲမှာတိုက်ကျင်တဲ့စကားပြောကြတယ်တချို့ကတော့မမိရဲ့ပလန်ဆက်ရအကြည့်ပြီးတော့အသိပွားတော်ဆက်ခဲ့တဲ့အမိတွေက ကိုယ့်ကိုစကားလာပြောတယ်မြင်တယ်တူတူတယောက်ကိုမြင်တယ်နောက်ပြီးအိမ်မှာနေလို့ရှိရင်တယောက်ထဲနေလို့ရှိရင်ကိုယ့်ဘေးနားမှာလူတယောက်ကရှိတယ်လို့လို့အရေးရောင်ရှိတယ်လို့လို့ထူးခြားပြီးကိုယ့်ရှိမှလူဖြတ်တယ်လို့နောက်တစ်ခုကအဲ့လိုရှိရင်လက်နိုးတာတွေနောက်တစ်ခုအိမ်မမတ်လို့ရှိရင်တောတောင်ရေမြေစိတ်ဆန်းမွေတွေမတ်တယ်အဲ့မျိုးလေးတွေဒီတော့တိုင်းမှာဘာထူးခြားရှိရှိတယ်စင်တာသူများမပြောဘူးဒါကျွန်တော်ကျွန်တော်ပြောမယ်နော်အရင်တော့က ဒီဘေဒင်တခုတတပူတယ်ဘေဒင်တခုတတပူတော့ဘာပြောလဲဆိုရင်ねနေငားတဲ့ကိုကြီးကျော်ဆက်တဲ့ဟာကိုကြီးကျော်ဆိုတော့မိန်ပေါ့ဒီခါချက်ကျော်ဝီစကီခြားတဲ့ခြားစမ်းပလီညုကြီးလဲဆွဲတဲ့ကိုကြီးကျော်အဲနောက်တဲ့အဲ့တတတော်တဲ့နေငားပုတ်ပါကအားတဲ့ဘူမီကဆက်တဲ့ဟာဒါဆိုဘူမီကဆိုတော့အရမချရတော့ဘောနောက်တစ်ခါတတတော်နေငားတဲ့မန်းငွေတောင်ပထန်းဆက်တဲ့ ဝါနောက်တစ်ခုတော့တွတ်တော့တဲ့နေငားတဲ့နေလို့မြို့ရဲ့အမြင့်ဆုံးတောင်ကုန်းမှာရှိတဲ့ဖရာဆိုတော့ဒုံမူမီနဲ့တန်ပစဲမြို့မှာကိုနေတဲ့နေရာအမြင့်ဆုံးတောင်ပေါ်ဖရာဆိုတော့စံတော်တောင်ကြီးပေါ်အတော်ပဲစံတော်တောင်စင်ကနဲ့หนีတယ်ငါဖရာတက်အောင်မယ်တိုက်ဆက်ရှိမရှိဆိုတော့အမြတ်တော့ဝေးတယ်ဒါပေမဲ့ဒီနေ့ထိပ်ဒီသူတို့ပြောတဲ့တိုက်ဆက်တွေပဋ္ဌာန်းဆက်တွေအဆက်အနွယ်တွေဘုံမင်းကမဆက်တွေကို ဒီနေ့ဒီဘာမှခံလို့မထည့်တာ။အော်ငါပြုတဲ့ကုသိုလ်တွေကိုအိမ်ဆောင်နဲ့ငါဝေရမယ်ကိုဆောင်နဲ့ငါဝေရမယ်ငါနဲ့ဆွေတော်မျိုးတော်တော်ဆက်ခဲ့တဲ့အတိုက်ဘဝကုဘဝအလုံးကိုငါမေတ္တာပို့မယ်။ပြီးလို့ရှိရင်ငါကိုယ်တိုင်ငါအမြတ်ဝေရမယ်။ဒါဆိုရင်ငါတို့တို့ပြောနေတဲ့ကိုကြီးကျော်တိုက်မန်းနယ်လေးကနေပထနဲ့တိုက်ဓာတ်တိုက်အမျိုးတွေအခုဒီဒီနေ့ထိအတတ်နိုင်ဆုံး ဖျားတရားလုတ်တယ်ပဒီစိုက်တယ်မစိုက်နိုင်တဲ့အဆုံးပြင်းနေနေကြရင်ဂုံတော်ပွားတယ်တာလီလေးတင်နဲ့ပွားတယ်တာလီနဲ့ပွားတယ်တခါလေကြရင်အလုံးလုံးနေရင်နဲ့အခမ်းအနားဆွဲနေရင်နဲ့လည်းစိုက်နဲ့ပွားလိုက်တယ်ညကြရင်ဘာလုတ်တယ်မေတ္တာပို့တယ်အမျှဝေတယ်တစ္ဆာစုံတယ်ဒီတော့အဲ့ဒါကြီးကိုလှုပ်လာတဲ့တတ်တန်ကကြာလာလို့လားမသိဘူးဒီနေ့ထိတိုက်ဆက်ဆိုတာဘယ်ကနေလာမှန်းလည်းကိုတိုက်ကိုမသိဘူး ကိုဘယ်ကနေလာမှလည်းမသိဘူးတေဝရမေဖြေလည်းအိမ်မက်လည်းမပြေဘူးတေဝရမျိုးလည်းအိမ်မက်လည်းမပြေဘူးအဲ့တော့အခုနမေတဲ့မေကုံးမှာမင်္ဂလာပါရှင်တဲ့မင်္ဂလာပါခုနမေတဲ့တိုက်ကဘလို့ထူကြလဲဆိုရင်ကျွန်တော်ဘဝမှာဗီဒင်းဆရာတွေဟောခဲ့တဲ့တိုက်က၄တိုက်ထဲမှာဘယ်တိုက်ကမှအိမ်မမဘူးဒါမဲ့ကိုယ်ကိုယ်တိုင်ခံယူတယ်အာအရင်ဦးဆုံးဘာတွေညွတ်လဲဆိုရင်တော့ ကျွန်တော်မြေရမေတ္တာပို့တယ်ဂါထာပွားတယ်ကျွန်တော်ကိုယ်တိုင်ဒီဆရာတော်ကြီးမဟာဗောဓိမြတ်ဆရာတော်ကြီးနဲ့တစ်ချိန်ဖူးခွေရတော့ကဆရာတော်ကြီးကပြောခဲ့တယ်ဆရာတော်ကြီးကိုယ်တိုင်จิตတုံနဲ့ဆရာတော်ကြီးပြောတဲ့ယင်တဲမှာဖျားရှိအောင်ပဲတဲ့ပါဆိုပြီးတော့ဆရာတော်ကြီးမိတ်ခဲ့ဘူးတဲ့နောက်ဒီဝေးဆိုင်ဆရာတော်ကြီးနဲ့တွေ့ခဲ့တယ်နောက်ဆုံးအခုဆိုရင်အိုင်ဒီဆရာတော်လို့ဒီရေဆတ်တော်ကဆရာတော်ကြီးတတ်တော်ရှိဆရာတော်အတက်က100နဲ့ လေးနှစ်တရားနဲ့6နှစ်ဆရာတော်ကြီးကိုယ်တိုင်ကဘာပြောလဲဆိုရင်အဆောင်ဒီရရရတွေကတဲ့နေတော့မလို့ဘူးတဲ့ဟောဖဖုံးလို့ဘာတွေထူးကြလဲလူဘဝမှာတဲ့ဘဒုမဆိုးဝါးကကျွန်တော်ညပြောတော့ကိုကိုယ်တိုင်တီလာအတတ်နိုင်ဆုံးထိမ့်ပါနှစ်အတတ်နိုင်ဆုံးတစ္ဆာစောက်ထိမ့်ပါသုံးအတတ်နိုင်ဆုံးမေတ္တာပို့